အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့ရွှေဆိုင်ပန်ရှင်ဒုံဒုံလေးနဲ့ကာယောင်းဝယ်တွေကြပွဲဖြစ်နေတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုသင်ဆက်ပြတတ်ပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ချစ်တော်ဒုံဒုံကြီးလာပါပြီရှင်အခုရောက်အခုကောင်ကားတွေကိုအခုရောင်းပေးမှာပါလက်သွားမရမယ်နော်အ мян ဆုံးအပြေးလေးလာမှာဒီကားကြီးကအရမ်းမိုက်ရမီနီကူပါလေကြိုက်တဲ့နေရာမှာလုံးဝနော်ကောက်ထိုးလုံးဝအထဲမှာလုံးဝရှယ်ပဲနော်ကျွန်တော်တို့ဈေးလေးပြီးပြောပေးမယ်ဈေးကြသွားရင်ခုံခုံပြီးပြောရမှာပါဥတုယူဥတုရပါလက်သွားမရမယ်ဒါလေးကတော့ तू ကခုံတုံးတဲ့နဲ့ဝစ်လေး ကဲဒီအပိုင်းနဲ့မှာပွဲဖြစ်နေတယ်ရွှေနန်းဒုခကဒုံဒုံလေးနေပေါ့နော်ဒါကားလောက်ကလူတွေနေပေါ့နော်ဒါဖြစ်နေပြဿနာလေးတွေကိုအားလုံးလည်းသိမယ်လို့ထင်တယ်တွေ့မယ်နေမယ်လို့လည်းကျွန်တော်ထင်ပါတယ်ပေါ့နော်ဆိုတော့ခါကြတော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ကဘသူမှန်တယ်မှားတယ်ဆိုတော့ကိုပြောပြပြီးတော့မှလုံးဝမဟုတ်ဖဲနဲ့တော့ကားဝယ်ခြင်းနဲ့မိတ်ဆွေတွေအန်ယူစာတွေနဲ့ဘာကိုသင်ငင်းစာယူတင်လဲဆိုတော့ကျွန်တော်ပြောပြပြီးတော့မှဆိုတော့ဖြစ်တဲ့ပြဿနာကပေါ့နော်ဒုံဒုံကရင်းတော့ရွှေတွေမြည်တွေရောင်းနေပေါ့နော်အဲ့မှာဒီအပိုင်းနဲ့မှာဆိုလို့ရှိရင်ကားလောက်ကတွေသူချေဆန်လာတယ်ကားတွေရောင်းနေပေါ့ဗျာဆိုတော့သူကားရောင်းတဲ့ဗီဒီယိုကိုကြည့်လိုက်ကြတဲ့ကျွန်တော်တို့ကလည်းမသိရဲပေါ့နော်သူကကားအကြောင်းနားမလဲဘူးကားတော့မကြည့်တတ်ဘူးဆိုတော့ကိုကျွန်တော်တို့တန်းပြီးတော့သိတယ်နော်ပြီးတော့သူရောင်းတဲ့ကားတွေ ဆိုလို့ရှိရင်လည်းပေါ့နော်ဟိုဟင်းရွက်ကစုံရောင်းတယ်လို့မျိုးသူရောင်းတာကားကြောင့်ကိုဘာမှအောင်နားမလဲဘူးဆိုတာကျွန်တော်တို့တန်းတည်ရဲဆိုတော့သူ့စီကိုလာဝယ်တဲ့သူတော်တော်များများကလည်းသူ့ကိုချစ်လို့ခင်လို့ယုံကြည်လို့ဆိုရဲပေါ့နော်အဲ့ဒီအကြောင်းအရာတစ်ခုလေးနဲ့ပဲလာပြီးတော့ဝယ်ကြတာဖြစ်တော့ကြောင့်မို့လို့ကားကြောင့်နားလေတယ်သူဆိုတာလေတိတ်မပအောင်ဆိုတဲ့ခါကျတော့မဖြစ်လေဆိုတော့ပြီးတော့သူရောင်းတဲ့ကားတွေကလည်းအဲကျွန်တော်တို့ရောင်းတဲ့ကားတွေကလည်းပေါ့နော်သူကားလေးပါချင်ပါလိမ့်မယ်ဒါပေမဲ့အများစုကသူများကားတွေကိုယူရောင်းပေးတာအဲ့ဒီခါမှာဘလို့လူတွေရောက်ဝင်လာတာလဲဆိုတော့ပေါ့နော်တကယ်ဒီကားလောက်ကားတွေမှာကျင်းလည်နေပြီးသားလူတွေပေါ့နော်ဂျင်းကောင်တွေကဘာလို့လဲဆိုတော့သူတို့ရဲ့ပေါ့နော်နှစ်ရှီလာမြောင်မထွက်တဲ့ကားတွေဂျူကားတွေကို အမြင်လောက်ရှယ်ရှွားရပြီးတော့ဒုံဒုံလေးကိုလာရောက်ခိုင်းတာဒုံဒုံလေးကလူချစ်လူခင်ပေါ်တယ်သူ့စီကိုလာရတဲ့တော်တော်များလေသူ့ကိုချစ်လို့ခင်လာဝကြတာတီးတဲ့အပေါ်မှာသူ့ကိုခူဒုံလုတ်ပြီးတော့အဲ့ဒီကားကိုသူ့လာရောက်ခိုင်းတာအဲ့ဒုံလေးကလည်းကားကြောင်ကိုတိကျနားမလည်ဘူးနားမလည်တော့ကားကိုရောင်းပေးတယ်ရောင်းပေးတဲ့အခါမှာဆိုလို့ရှိရင်ကားကြောင်တိကျွမ်းနားလေသူတွေကဟာဒီကကြိုကားပါသူတို့တိတယ်ဆိုတဲ့အရာကိုထောက်ပြလိုက်တဲ့အချိန်မှာကတ္တနာတက်တာ အဲ့တော့ဘယ်သူမှားလဲမှန်လဲဆိုတော့ကျွန်တော်မပြောဘူးပေါ့နော်ဒါရောင်းတဲ့သူကလည်းခူလုံးလုပ်ပြီးတော့ရောင်းခံရတယ်နော်ဝယ်တဲ့သူကလည်းဂျင်းကောင်မိသွားတယ်နားတဲ့သူကလည်းပြောတယ်အဲ့ဒီခါမှာပြဿနာကြက်လာတယ်ပေါ့ဗျာဆိုတော့ဘယ်သူမှန်လဲဘယ်သူမှားလဲဆိုတော့ကျွန်တော်ပြောတဲ့အရာပေါ်မှာကောက်ကိုခြေခံပြီးစဉ်းစားလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီကပြဿနာကတော့ဘယ်သူမှားလဲမှန်လဲဆိုတော့ပြဿနာမဟုတ်ဘဲနဲ့ကားဝယ်ခြင်းနဲ့မိတ်ဆွေတွေကားကိုအသုံးပြုမယ်ဆိုတဲ့အန့် user တွေအနေနဲ့ပေါ့နော်ဘာသိတင်တာလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ကားဝယ်တဲ့အခါမှာကျွန်တော်တို့ကားတွေက90 100နဲ့ဝယ်ရတာမဟုတ်ဘူးသိမ်းမောင်းအောင်ရာချီပြီးတော့ဝယ်ရတာဆိုတဲ့ခါကျတော့ဘလို့လူပဲဖြစ်ပေါ့နော်မြည်သူတဦးတယောက်ကိုမှယုံကြည်ပြီးတော့စုံလုံးကမ်းပြီးမဝယ်ပါနဲ့ ုတ်ပြီနော်ရှိုးရူးမှာပဲဝယ်ဝယ်အပြစ်မှာပဲဝယ်ဝယ်နော်ဆရာဆရာကြီးတွေနာမည်ဘယ်လောက်ကြီးပါလဲဆိုတဲ့သူတွေစီမှာပဲဝယ်ဝယ်ကောက်ဝယ်တဲ့အခါကျလို့ရှင်ကောက်ကိုအသေးစိတ်လိုက်ပြီးတော့စစ်စေးပေးနိုင်တဲ့တမာတမက်ကြတဲ့အကျိုးဆောင်တွေကိုခေါ်ပြီးသွားဝယ်ပါသူတို့ပေးရတဲ့1% 2%ကိုမနှမျောနဲ့ခင်ဗျားတို့ဆုံးရှုံးသွားနိုင်တဲ့အသိမောင်းရာချီကိုနှမျောပြီးတော့တကယ်တမာတမက်ကြတဲ့အကျိုးဆောင်တွေကိုခေါ်သွားပြီးတော့ကျွန်တော်ဝယ်စီခြင်းနဲ့ဘာလို့လဲဆိုတော့ဒီဘက်ခင်မှာယုံကြည်မှုနဲ့အလွတ်လွတ်တာထက်ကြွန့်ကျင်မှုနဲ့အလွတ်လွတ်တာကပိုပြီးကောင်းတယ်ဆိုတာလေးကိုကျွန်တော်မျှော်လင့်ကျွန်တော်ပြပြချင်တာပဲဖြစ်ပါတယ်အားလုံးပဲ